ဘူးလလဆွေအဖမ်းခံရပြီလားဘူးလလဆွေဟာကျန်းဖို့ပါတီရဲ့လွတ်တော်အမတ်တဦးဖြစ်ပြီးလွန်ခဲ့တဲ့ရက်သက်တပတ်ကဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ရဲ့ခွင့်ပြုချက်နဲ့ဆောက်လုပ်မဲ့ဗလီနှလုံးကိစ္စကိုဆောက်လုပ်နေတာမရှိဘူးလို့လိန်လေပြောဆိုခဲ့သူဖြစ်ပါတယ်မေးကြည့်တယ်ဟိုစီပင်သားရကောမဒီတာဝန်ရှိရဲ့ပေါ့ဘယ်နာလိမှာဘယ်နေရာမှာဘာဆောက်လုပ်ခွင့်ပါတင်ထားတာလည်းမရှိဘူးခွင့်ပြုထားတာလည်းမရှိဘူး နိုင်ငံခြားပြောတာဒီမယုံနဲ့မင်းဆိုသူတရင်ထောက်ဟာထိုးလီဆောက်လို့ဒီနေရာကိုတွားကဗလီဆောက်လို့နေတာဒီအမှန်ဖြစ်ကြောင်းကိုအထောက်ထားနဲ့ချပြလာခဲ့ပါတယ်တောင်းနေနေရာကကျွန်တော်တို့ကမွန်တန်းကျေးရွာအုပ်စုပေါ့နော်အတစ်ဆိတ်ပင်ကျေးရွာပေါ့တစ်ဆိတ်ပင်ကျေးရွာအဓိကအပြည့်ကကျွန်တော်တို့ကလိုင်းပေါ်မှာပြောနေကြတဲ့ဟိုအစ္စလာမ်ဘာလာဝင်ကိုပဲဗလီဆောက်နေပါတယ်ဆိုတဲ့နေရာကိုကျွန်တော်တို့ကတွားကြည့်လို့ဖြစ်တယ်နော်အခုဒါကကျွန်တော်ဒီကနေဝင်ရမှာပေါ့ တရားနေဝင်သွားလို့ရှိရင်ဟိုဘက်တရားနေပြီးတော့သူသွားရမယ်လို့ပြောတယ်ဗျာတရားသွားလိုက်ဟိုအနောက်ဘက်မှာလို့ကျွန်တော်တို့ပြောတယ်အဲ့ဒါလေးကိုကျွန်တော်တို့နဲ့အတူတူလိုက်ခဲ့ပါနော်ကျွန်တော်တို့သူတို့ဗလီဆောက်နေတာတရားဝင်ဆောက်တာလားနိုင်ငံတော်ချပေးပြီးတော့ဘလို့ဆောက်တာလဲဆိုတော့ကျွန်တော်တို့သွားရောက်ကြည့်ရှုမယ်သွားရောက်မင်းမြန်းမှာဖြစ်ပါတယ်ဗျာနော်ကျွန်တော်နဲ့အတူလိုက်ခဲ့ပါကျေးဇူးတင်ပါဗျာဟာဗလီဆောက်နေတဲ့နေရာပေါ့နော်ဗလီဆောက်နေပါဆိုတဲ့နေရာကိုကျွန်တော်တို့ကသွားနေတာပေါ့နော်သွားနေဆိုတော့အဲအဓိကပြင်းတော့ဒီနေရာရဲ့သဘောတရားကတော့လက်ရှိဒါပါနေရဒီစိတ်ဒီစိတ်ပြင်းဒီစိတ်ပြင်းကြီးရော ကမောနာကမောနာအုပ်စုနော်ကမောနာအုပ်စုသူကတော့အဓိကကျွန်တော်တို့ဒီဘောကစီဒီကာဝင်းနဲ့ဒီပြကျွန်တော်တို့ရန်ကုန်မန္တလေးလမ်းအောင်နည်းနည်းနဲ့ချင်းဆိုင်မှာနော်မြို့ဆောင်လမ်းမှာအဲအဲ့ဒါအဲ့ဒီဘက်မှာရှိတယ်သူကတော့နည်းနည်းလေးတိတ်ပြီးတော့ဟိုဘယ်လိုခေါ်မလဲနည်းနည်းကြောင်ကြရလို့ပြောလို့ရမှာနော်ကြောင်ကြရဆိုတဲ့နေရာပေါ့နော်ဒီတစ်စိတ်ပင်ကြီးပါဆိုပေမဲ့ဒီမှာကတော်တော်များများကဟိုအင်ကြီးပို့လို့ခေါ်မလဲစိတ်ယုံနေပေါ့နော်ကျွန်တော်တို့ဟို စိတ်ယုံနေညောဂိုးတော်နေများတာဗောဒီနေရာစိတ်ယုံနေဂိုးတော်နေများတယ်မကနေပြီးတော့စီပင်တရားရေးကော်မတီခွင့်ပြုချက်ပြင်ဆောက်လုပ်တယ်တဲ့ခွင့်ပြုအမှတ်က1325 24 35ဗောเนาะမြန်မာနိုင်ငံရှိအစ္စလမ်ဘာသာဝင်များအတွက်သာသနာပြုလုပ်ငန်းဆောင်ရွက်ရန်မြင်းနေရာလျှောက်ထားသူတဲ့ဥတန်းထွန်းတဲ့เนาะဘောဂဝူဒီရက်ွက်ပြင်မနာမျိုးဒီဘက်ကရိုက် ဒါကိုဘူးလက်လဆွေကစောက်ပေါကသွားကြည့်တယ်ဟုနိုင်ဆိုင်စွာပြောဆိုအပြီးမှာတောက်မယ်ပါညာနဲ့သွားကြည့်ရဲ့စောက်ပေါကသွားကြည့်ရဲ့နော်နောက်ထပ်မဲစင်းရဲ့အမများစွာရှိနေသည်ဟုတူဤတလူမှုကွန်ရက်မှာတစဉ်ထက်မှန်ဝေဖန်ပြောဆိုအပြီးမှာဘူးလက်လဆွေကိုစစ်မေးရန်နေအိမ်တို့လာရောက်ခေါ်ဆောင်သွားတာဖြစ်ပါတယ်အခုရက်ပိုင်းမှာဘူးလက်ကိုဘယ်ကိုခေါ်သွားလဲဆိုတာမသိရသေးဘူးသူရဲ့နေအိမ်ကိုဖုန်းဆက်တော့လဲပြတ်မဖြစ် မဖြေဘူးလက်ကင်ဖုံးကိုဆက်တော့လဲဆက်မရဘူးနောက်ပြီးတက်တော့ပေါ်မှာလဲဟာတာဗီဒီယိုတွေလောက်တာမတွေ့တော့ဘူးဟုသူနဲ့နီးဆက်သူအမတ်တယောက်ကပြောလာပါတယ်